မြန်မာနိုင်ငံစစ်မှုတန်းဟောင်းဗဟုအဖွဲ့အကွဋ္ဌဒုဗိုလ်ချုပ်ကြီးစိတ်ဝင်းကိုစစ်ကောင်ဆောင်ကအနာပေးပြီးအငိမ့်စားဗိုလ်ချုပ်ကြီးခေအောင်မြင့်ကိုအစာထိုးခန့်အပ်လိုက်ပါတယ်။နေပြည်တော်ကောက်စီနယ်မြေတက္ကိနတည်တည်မြို့နယ်မှာရှိတဲ့ဗဟုစစ်မှုတန်းဟောင်းအဖွဲ့မှာ၃ရက်ဆက်တိုက်စီဝေးလုပ်ပြီးနောက်အငိမ့်စားဗိုလ်ချုပ်ကြီးခေအောင်မြင့်ကိုခန့်အပ်ခဲ့တာလို့စစ်မှုတန်းဟောင်းအဖွဲ့နဲ့နှိဆက်သူတယောက်က TVB ကိုပြောပါတယ်။ မနေ့ကစစ်မှုထမ်းအုပ်ဖွဲ့ဗဟိုဌာနချုပ်မှပြုလုပ်တဲ့2025စစ်မှုထမ်းအုပ်ဖွဲ့အထူးညီလာခံမှာဗိုလ်ချုပ်မူကြီးမြောင်းလှိုင်ကစစ်မှုထမ်းအုပ်ဖွဲ့တွေဟာအငိမ့်စားအရာရှိစစ်သည်တွေဖြစ်တာကြောင့်လောက်ရသမျှတပ်ပုံရိပ်ထိခိုက်မှာဖြစ်လို့သတိထားလောက်ကိုင်းမှုပြောဆိုခဲ့ပါတယ်ငိမ့်စားဗိုလ်ချုပ်ကြီးခင်အောင်မြင့်ကိုစစ်ကောင်ဆောင်ကစစ်ဘက်မှရှိနေစဉ်ကကွဲဦးစီးချုပ်လေးရာတို့အပြင်ကြီးရဲလေညှိနှိုင်းကုကယ်ရေးမှုရာတို့ပါတွဲဖက်ပေးခဲ့ပါတယ် ဗိုလ်ချုပ်ကြီးခင်အောင်မြစ်ကိုဥက္ကဋ္ဌအဖြစ်ခန့်အပ်လိုက်တာနဲ့ပတ်သက်ပြီးစစ်စင်ရေးကိစ္စတွေမှာစစ်ပြန်စစ်မှုထမ်းတွေကိုပါစစ်ကောင်စီကအတုံးပြူလာနိုင်တယ်လို့သုံးသပ်သူတွေလည်းရှိနေပါတယ်ရှင်။